ုမကျွမ်းကျင်တဲ့စီးပွားရေးလုပ်ငန်းမှာဘယ်တော့မှရင်းနှီးမြှုပ်နှံမလုပ်ပါနဲ့အားလုံးမင်္ဂလာပါဒီနေ့မှတော့ကျွန်တော်ကရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင်တည်တဲ့အခြေခံအချက်တချို့အကြောင်းကိုပြောပြပေးသွားချင်ပါကျွန်တော်တချို့လာဆွေးနွေးကြတာရှိတယ်ဗောလေအတူမှငွေကြေးရင်းနှီးရှိတယ်အဲဘယ်မှာ investment လုပ်အောင်လဲဘယ် asset တွေမှာရင်းနှီးမြှုပ်နှံအောင်လဲဆိုပြီးတော့လာဆွေးနွေးကြတာရှိတယ်ကျွန်တော်တို့ ီနေမနာမှုလောက်တော့မှဆိုရင်ပထမဆုံးသိတဲ့နယ်ဟာတော့ကိုဘယ် access မှာကျွန်တော်ယူနေမြောက်တာလဲပေါ့ဘယ် market မှာယူနေမြောက်တာလဲဒါကိုကျွန်တော်တို့ကပထမဆုံးရွေးချယ်ဖို့ပါအဲ့တော့ access class နဲ့ပတ်သက်ရင်ဒါအခြေခံအဖြစ်ပထမဆုံးနေနဲ့ဆိုရင်ကျွန်တော် cash and cash equivalence ရှိမယ်ပြီးရင် equity ရှိမယ်နောက်ကျွန်တော် fixed income နောက်ဒီ alternative asset class တွေရှိမယ်ပေါ့ cash and cash equivalence မှာဆိုလို့ရှိရင်တော့ဒါကုလက်ထက်မှာခြင်ထားတဲ့ငွေသားတွေရှိမယ်နောက်ပမ်းမအပ်ထားတဲ့ငွေသားတွေရှိမယ် ဆိုပါဆိုကျွန်တော်တို့ကဒီဘန်မာအပ်တယ်ဆိုလို့ရှိရင်ဒါယင်းနမတော်မှုအရာဆိုရင်တော့ဒီစွန်းစားမှုနည်းနည်းနဲ့အကျိုးများနည်းနည်းပဲပြန်ရတဲ့ဒါ investment လို့ပြောလို့ရပါတယ် low risk low return ပေါ့လေကျွန်တော်တို့ဒီဘန်ဒိုနုံလေးပုံမှန်ရပြန်ကျွန်တော် secure တော့ဖြစ်မယ်ဒါပေမဲ့ဒီအတိုင်းပဲကျွန်တော်ဘန်ဒိုနုံဆိုတာတော့ဒီဘယ်လောက်မှမများဘူးကျွန်တော်တို့ဒီငွေကြေးဖောက်ဖောက်မှုနဲ့တွက်ကြည့်လို့ရှိရင်ဒါနေထိုင်ရှုံးနေတဲ့ခြေနေလို့ပြောလို့ရပါတယ်ဒါမြန်မာအများစုတော့ဒါလုံလေလောက်တာရှိတဲ့ဒီ SS class တစ်ခုပဲဖြစ်ပါတယ် ်နောက်ထပ် asset class အမျိုးအစားကတော့ equity ဖြစ်ပါတယ် equity ဆိုတာကတော့ company တစ်ခုရဲ့ stock share ပေါ့လေကျွန်တော် stock share မှာ investment လုပ်မယ်ဆိုရင်တော့အဲဒါ high risk high return ကျွန်တော်ကစော်သားမှုလည်းများသလိုအကျိုးမြတ်လည်းများများပြန်ရနိုင်တယ်ပေါ့လေဒီ company ရဲ့ total မှုအလျောက်နောက်ဒီ market ရဲ့ဒီ growth ဖြစ်မှုအလျောက်ဒီကိုယ့်ရဲ့ stock ကလည်းကျွန်တော်တန်ဖိုးလိုက်ပြီးတော့တက်နိုင်ပေါ့လေတစ်ဖက်မှာလည်းကျွန်တော်တို့က တချို့ company တွေဆိုလို့ရှိရင် dividend လို့အကျိုးမြတ်ဝယ်စုတွေလည်းပုံမှန်ပေးတာရှိတယ်ဗောလေ။ဒါကြောင့်မလို့သူကတော့အကျိုးမြတ်တော့ကောင်းကောင်းရနိုင်တယ်ခုနပြောလို့ပဲကျွန်တော်စဉ်းစားမှုတွေများတယ်။အဲ့တော့ stock မှာကျွန်တော်တို့ investment လုပ်မယ်ဆိုလို့ရှိရင်တော့ financial IQ ပေါင်းဖို့လိုတယ်။နောက်ကိုဂျင်းနီမြောင်းနံပါတ် market အကြောင်းနောက်ကိုဂျင်းနီမြောင်းနံပါတ် company အကြောင်းကိုကျွန်တော်တို့ပေးချလေးနားလေသဘောပေါက်ဖို့အရေးကြီးပါတယ်။နောက်ကျွန်တော်တို့ fixed income ပေါ့ fixed income ကြတော့ဒီ bond လို assess မျိုးဆိုတာဖြစ်ပါတယ်။ဥပမာအစိုးရတွေကထုတ်ချေးတဲ့ ဒီငွေရိုက်စာချုပ်တွေရှိမယ်။နောက်တချို့ဒီ private company တွေကအခြေတဲ့ဒီငွေချေးစာချုပ်တွေရှိပဲပေါ့။ကျွန်တော်မြန်မာပြည်မှာတော့အစိုးရတွေကထုတ်ချေတဲ့ဒီငွေရိုက်စာချုပ်တွေပဲအများစုရှိပြီးတော့ဒီ private ကထုတ်ချေတာတော့တော့မရှိသလောက်ရှားပါတယ်။နောက်ဒီ alternative asset class ပေါ့လေ။ alternative asset class မှာကျတော့ဒီ real estate လို့ဒီ exchange လို့ assets တွေပါမယ်။ပြီးရင်ကျွန်တော်ရွှေလို့နောက်ဒီကျင်းငွေနောက်ကျွန်တော်တို့ဒီ site မျိုးနဲ့ပတ်သက်တဲ့ထုတ်ကုန်တွေပေါ့ ဓာတ်ပါပါမယ်။ဒါ HMU ပြောင်းကျင့်တာမြန်မာပြည်မှာတော့ HMU လူများစုစိတ်ဝင်စားကြတယ်။အများစုလည်းကျွန်တော်တို့ invest လုပ်ကြတယ်ပေါ့။သူလည်း high risk high return နဲ့ပါပါတယ်။သူကဒီစွမ်းသားမှုများတယ်။အဲတစ်ဖက်မှာကျွန်တော်တို့အကျိုးမြတ်လည်းပို့ပြီးတော့ရနိုင်ရရှိပါတယ်။ရှင်ရတော့ဒီကာလမှာအများစုစိတ်ဝင်စားကြတဲ့ assets လို့ပြောလို့ရပါတယ်။သူကဒီပုံမှန်အားဖြင့်ဆိုရင်တော့ long term invest လုပ်လို့ကောင်းတဲ့ access လို့တော့ပြောလို့မရပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကဒီလိုနိုင်ငံမတည်မငြိမ်မှုတွေ၊နောက်စီးပွားရေးမတည်မငြိမ်မှုတွေဖြစ်တဲ့ အော်ကျွန်တော်ငွေကြေးဖောက်မှမှုတွေညှင်းတယ်ဆိုလို့ရှိရင်တော့ငွေကြေးဖောက်မှမှုကမျိုးတို့အတွက်ပိုပြောမှစိတ်ချရတဲ့ asset class လို့ပြောလို့ရပါတယ်အဲ့တော့ investment တခုလောက်တော့မယ်ဆိုရင်ပထမဆုံးအနေနဲ့ဟိုဘယ် asset class ကိုရွေးချင်မလဲဒါလောက်ဖို့လိုပါတယ်ကြီးကြီးတာဟိုတကယ်နားလေတဲ့ဟိုတကယ်ကျွမ်းကျင်တဲ့ asset class ဖြစ်ဖို့ကြီးပါတယ်အားလုံးကျေးဇူးတင်ပါ